ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအောင်ပေးနေကြတဲ့ဗိုက်သားများအားလုံးနဲ့မင်္ဂလာပါခင်ဗျာအဲ့တော့ဒါလည်းဟိုကျွန်တော်လူကြီးတွေအားလည်းပြောတာပါနော်ကိုယ့်အောက်ကိုပဲကိုသွားရမယ့်လမ်းကိုပဲကောင်းကောင်းမွန်မွန်သွားနော်မဖြစ်လာတော့လည်းပြဿနာရင်ဆိုင်ရတာပေါ့အဲ့တော့ကျွန်တော်ကစိတ်မညစ်ပါဘူးနော်ဒါတွေကကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံသားတွေသူတို့လည်းသူတို့တတ်နိုင်တဲ့သတင်းသူတို့တင်တယ်ကျွန်တော်တခုတော့ပြောချင်တာ เนาะဒီဟာကျွန်တော်မှာကြီးစုနေတဲ့ညီကိုမောင်နှမတွေကျွန်တော်ဘယ်သတင်းမီဒီယာကိုကျွန်တော်တိုက်ခိုက်ခဲ့တာရှိဘူးလို့လေအခု ကျွန်တော်တိုက်ခိုက်နေတဲ့ညီအကိုတွေကိုကျွန်တော်တခါမှမတိုက်ခိုက်ဘူးเนาะကျွန်တော်ပြောနေတာဆိုနေတာလေဒါ public area မှာပြောနေတာဖြစ်တဲ့အတွက်ကျွန်တော်ကတခါတလေအယံခံစားရလုံးလို့ချစ်တဲ့စိတ်တစ်ခုနဲ့မှားကောင်းမှားလိမ့်မယ်အဲ့ဒီအမားတွေကိုမှားတာရှိတာပေါ့လူပဲလမ်းလျှောက်တာခလုတ်တိုက်မှာပေါ့ အဲ့ဒီအမားတွေကိုနော်ပြုတ်ပြင်းရင်ထိန်းတော့ထိန်းပြုတ်ပြင်းထိန်းသိမ်းကြောင်းလန်ပေးရင်းနဲ့ပဲလူကြီးတွေကနှလုံးလားလားနဲ့ကျွန်တော်ရဲ့လုတ်ရက်အပေါ်မှာ သူတို့ကြည့်တယ်ဇော်ဘုံဟိကအခုနော်သူအုံမဒီအုံမကားတို့အဲ့ကိုအရင်တော့လေချင်းကိုရီတို့အရှင်ညောင်ပင်တို့အိုက်ဘက်တွေကြောင်မဲလေးတန်ဖိုးတို့ဒီတိုက်ပွဲတွေစပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်တဲ့အချိန်မှာနော်အခုအချိန်ဒီအထိဇော်ဘုံဟိရှေတန်းအတွက် တက်မတော်စစ်မြေပြင်ကတက်မတော်သားကနေအစင်တက်မှမူလို့အစင်တီကိုသူဘာတွေလက်တွဲပြီးလှုပ်ဆောင်နေလဲဆိုတာတိုင်းမွေးတွေတိပါလိမ့်မယ်တိတဲ့အတွက်သူတို့ကဩသူစိစိရင်ကတော့စိရင်ခံကောင်းပြီးတော့သူကပေါ့နော်သူမခံနိုင်လွန်းလို့ပေါ့နော်ကိုဘက်ကနေဒီလိုဖြစ်ရတာကိုမခံနိုင်လို့သူပေါက်ကွဲပြီးတစ်ချက်တစ်ချက်တော့သူပြောမိမှာပဲဆိုတဲ့စိတ်နဲ့နှလုံးလှတာနေပဲကျွန်တော်ကိုကြည်ထားတာပါ เนาะကျွန်တော်လဘကဂျီယူစီထဲမှာလည်းရောက်ပြီးပါပြီเนาะရောက်ခဲ့ပြီးပါပြီရောက်ခဲ့ပြီးတာကတခြားမှာမဟုတ်ဘူးเนาะဆန်ငလင်းလုံးတော့ဆန်၃ပြီအိမ်နဲ့စီသွားလူမလို့သွားရင်းနဲ့ရောက်ခဲ့ရင်းနဲ့အဲ့လိုမျိုးစကားပြောခဲ့ဘူးပါပြီဗောနောဘိုလ်ချုပ်ပဲထားပါဘိုလ်ချုပ်အစ်စင်နဲ့ကျွန်တော်စကားပြောခဲ့ပြီးပါပြီကျွန်တော်အခုဒီ line ပေါ်မှာတင်နေတဲ့ဥစ္စာတွေကဟိုးအရင်တော့ဟာတွေဗောနောဟိုးအရင်တော့ဟာတွေအဲ့အရာတွေကလူကြီးတွေကတီးပြီးသားလည်းဖြစ်တယ်တီးပြီးသားလည်းဖြစ်တဲ့အတော့ ပေါ့နော်ဟိုသူတို့လည်းကျွန်တော်ကိုခေါ်ယူတွေ့ပြီးပြီပေါ့နော်အဲသူတို့လည်းပြောပြပြီးပြီအဲဒီအပွင့်ခက်တွေကသူတို့အလကားရလာတာမဟုတ်ဘူးဟုတ်ပါတယ်ကျွန်တော်ကဟိုလိုမျိုးကြီးပြောတာမဟုတ်ဘူးကျွန်တော်ရဲ့အနေထားကလည်းကျွန်တော်ကအရန်တက်မတော်ကိုချစ်လွန်းတဲ့စိတ်အကောင်းမြင်ရင်လွန်းတဲ့စိတ်နဲ့ကျွန်တော်ပြောမိလိုက်တာကျွန်တော်ဒီလောက်ပါပဲအဲ့လိုပြောတဲ့ချိန်မှာပဲကျွန်တော် IGOC ကနေကျွန်တော်ပြန်ထွက်လာတာပါနော်အဲ့ဒါလိန်လို့မရဘူးအဲ့ဒါလူတိုင်းသိတယ်အဲ့တော့ကျတော့ကျွန်တော်က ျွန်တော်တိုက်ခိုက်တဲ့ညီအကိုတွေကသူတို့ကျွန်တော်မှာမကြိုက်တဲ့အချက်လက်တွေရှိလိမ့်မယ်ရှိလိမ့်မယ်ရှိနေတဲ့အတွက်လည်းသူတို့အခုဆိုရင်အုံနေချင်းနေပေါ့နော်အားလုံးပါလာတာပေါ့ကျွန်တော် ကတော့တယောက်တည်းပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်မစင်းရဲပါဘူးစိတ်လည်းမညစ်ပါဘူးဘာမှလည်းမခံစားရပါဘူးဘာဖြစ်လို့လဲဆိုတော့တနိုင်ငံလုံးပြားဒီလောက်အိုးအိုးတောင်းနေဖြစ်နေတာတောင်မှဒါတွေကိုသွားခံစားမယ်ဆိုရင်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးနဲ့ကိုတက်မလို့အဖွဲ့အစည်းကိုချစ်တာလေ ဒီလောက်တည်တည်မောမောကိုသွားပြီးတော့စိတ်ခံစားမယ်ဒါတွေကိုပြန်ပြီးတော့မှကျွန်တော်တုံ့ပြန်နေမယ်ဆိုရင်ကျွန်တော်လိုရတဲ့အလုပ်တွေနှောင့်နေလိမ့်မယ်နော်ကျွန်တော်ကမြေပြင်မှာတယောက်တည်းပဲနေရလူတယောက်တည်းပဲသွားတယ်တယောက်တည်းပဲလာတယ်အတယောက်တည်းပဲလှုပ်ရှားတာများတယ်နော်ဘဒုမှလည်းအဖို့မခေါ်ဘူးကျွန်တော်ဘဒုမှလည်းလူယုံထားလေးထားလားမရှိပါဘူးနော်အဲ့တော့ကျွန်တော်မနေ့ကလည်းဟိုကျွန်တော်ဟိုရေးတာတော့တခုတော့ကျွန်တော်ကပြောချင်တာပေါ့တခုပြောချင်တယ်ဆိုတာဟို ကျွန်တော်ကတက်မတော်နဲ့အောက်ခြေနဲ့အထက်နဲ့ပေါ့နော်ဟိုတက်ရှူသွေးခွဲနေတဲ့လူလို့ပေါ့နော်အဲ့လိုလေလာပြီးတော့ပို့ကြတယ်အဲ့တော့ကျွန်တော်တခုပြောချင်တာအခုကျွန်တော်တို့တက်မတော်ကြီးอ่ะအဲ့လိုအញ្ញံသားတက်မတော်ကြီးလားအောက်ခြေနဲ့အောက်ခြေနဲ့အထက်နဲ့ကြားမှာကျွန်တော်ကဝင်ပြီးတက်ရှူသွေးခွဲလို့ရတဲ့အဆင့်လားအနေထားလား မြမတက်မတော်ကအဲ့လိုညံ့လာအဲ့တော့အဲ့လိုရေးတာတွေကကြတော့ကိုနေနေပေါ့နော်ကျွန်တော်တိုက်ခိုက်တာပဲဖြစ်ဖြစ်ကျွန်တော်ဘယ်လိုပဲဆုံးမကျင်တာပဲဖြစ်ဖြစ်အဲ့လိုတွေရေးတာကြတော့ဟိုနေနေအပေါ်အကြည့်နေတဲ့လူကြီးတွေကလည်းအာဒါကတိုက်ခတ်တဲ့စကလုံးနေဇောဘုံကြီးတယောက်လှုပ်လိုက်တာ ਨੇ တက်မတော်တက်ရှူသွေးခွေးတွေအထက်အောက်အဲ့လိုတွေဖြစ်မယ်ဆိုတော့ဘယ်လိုဖြစ်နိုင်မှာစစ်သားကဘယ်လိုဖြစ်နိုင်စစ်သားဟာ တစ္ဆာလေးချက်ဆိုပြီးတော့မှတိုင်းပြည်အတွက်အသက်ပေးနေတဲ့စစ်သားအဲ့လောက်စိတ်ဓာတ် မပြော့ဘူးလေဗျာအဲ့လောက်စိတ်ဓာတ်မညံ့ဘူးเนาะအဲ့လိုအရေးသားတွေဆိုတော့ဒီဘက်မှာကျွန်တော်ကျွန်တော်တို့ဒီမှာရှိတဲ့ရှေ့တန်းမှာเนาะအဲ့မှာဟိုကျွန်တော်တို့ဒီရှေ့တန်းမှာတချို့စစ်သားတွေလည်းရှိတယ်ဟောကျွန်တော်ပြည်ဦးလေမှာလည်းကျွန်တော်တို့အဲ့လိုနေထိုင်နေတယ်ဗောနော်ကျွန်တော်ဒီနေ့အပြင်ထွက်သွားကျွန်တော်ကော်ဖီတွားတောက်တာဟိုကလောကအရာရှိတယောက်ကကိုကြီးနဲ့တွေ့ကျင်လို့ဆိုပြီးတော့လာလို့တွားတောက်တော့သူတို့အဲ့အရာကြီးပြောတော့ တို့ကလည်းအကိုကြီးတဲ့အကိုကြီးမြေပြင်အခြေအနေကိုတို့တို့မသိလို့ပါတဲ့အေးငါလည်းစိတ်ထဲတော့မထားပါဘူးလို့ဒါပေမဲ့ဒီတက်မှာတော့အထက်အောက်ကိုတက်ချူသွေးခွဲလို့ရလောက်တဲ့အရေးချင်းကျွန်တော်မှဘလို့ရှိမှာလဲတနိုင်ငံလုံးအတိုင်းအတာနဲ့လက်နက်ကင်တောင်းချမ်းသူတပုံနေ PDF တွေနော် PDF တွေတိုင်းသားလက်နက်ကင်တောင်းချမ်းသူစစ်မျက်နှာပြင်ပွင့်နေတာတော့မှတက်မှာတော့မပြိုကွဲသွားဘူးနော်မပြိုကွဲသွားဘူးအဲ့တော့じゃတော့အဲ့ဒီအရေးအသားကလူကြီးတယောက်ကဖမ်းမိလိုက်တော့ လူကြီးတယောက်ကဒါညီလေးတဲ့မင်းကိုသူတို့မှမချင်တဲ့ချက်လေးတွေရှိလို့တိုက်ခိုက်တာပါတဲ့။ဟာကျွန်တော်ကဘာမှဖြစ်ပါဘူးလို့ကျွန်တော်ကဟိုဟာအဲ့မှာကျွန်တော်ဒီဘက်မှာသွားတော့နောက်တစ်ခုကကျွန်တော်မနေ့ကရေနီဂိတ်ပေါ့နော်။ရေနီဂိတ်ကလေးဟုတ်ပြီကျွန်တော်ရေနီဂိတ်ကိုပြောတာပေါ့နော်။တရားခိုင်နှုန်းမှန်ခြင်းမှမှန်လိမ့်မယ်။ဟုတ်လား။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုပေါ့နော်။ မကောင်းတာတွေကိုပြင်ပြီးတော့မှကောင်းတာတွေကိုတင်ယူပြီးတော့မှကျွန်တော်တို့တိုင်းပြည်ရှေ့ကိုခြေပြီးတော့ဒီနိုင်ငံတက်မလို့အကြီးအကဲခေါင်းဆောင်နော်နာဆာကဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးဦးမင်းအောင်လာရင်အောက်အဘဒူးချုပ်ကြီးဦးစိုးဝင်းတို့ရဲ့အောက်မှာနော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေလက်တွဲညီညီနဲ့နော်တက်မလို့သားတွေအေးချမ်းဆောင်နေထိုင်နေတဲ့ပြည်သူလူထုတွေနဲ့လက်တွဲညီညီနဲ့ကျွန်တော်တို့တွားရမယ့်အချိန်ပါခင်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့နေရာတိုင်းမှာဗကတိ ပါဖက်ဖြစ်နေတယ်ဆိုတာမရှိပါဘူးကျွန်တော်ကအပြုသဘောနဲ့เนาะဒီကားသမားတွေเนาะကျွန်တော်တို့တက်မတော်သားတွေကိုပြောတာကျွန်တော်မခံနိုင်လို့เนาะကျွန်တော်ပြောပြီးပြီကျွန်တော် Facebook လောကတွေစစ်ခွဲလို့ကျွန်တော်တို့ခေါ်ခံရလို့ကျွန်တော်ဒီလောကတွေကိုရောက်ရှိလာတာเนาะအဲ့တော့ကြတော့ကျွန်တော်တို့တက်မတော်သားတွေကိုကားသမားတွေကဒီလိုပြောတော့ကျွန်တော်လည်းမခံနိုင်လို့ဒါပေမဲ့ကျွန်တော်ပြောတယ် ရင်ကြီးကိတ်ကို ကိုယ်တိုင်သွားပြီးသွားပြီးတော့မဟုတ်တော့စစ်လာဖို့ဖိတ်ခေါ်ပါတယ်တဲ့ရင်ကြီးကိတ်ကအရာရှိတွေပြောတယ်မပြောလို့ကျွန်တော်တော့မသိဘူးပေါ့အဲ့ဒီရေးတဲ့ထဲမှာရင်ကြီးကိတ်ကိုကိုယ်တိုင်သွားပြီးစစ်ရမှာအစိုးရရဲ့တာဝန်တက်မလို့အကြီးကြီးတွေတာဝန်ဖြစ်တယ်ကျွန်တော်တာဝန်မဟုတ်ဘူးကျွန်တော်တာဝန်ကအစိုးရတွေကိုအစိုးရရဲ့နားရဲကိုနော်အောက်ခြေမှာဖြစ်ပျက်နေတဲ့အရာတွေကိုနော် ပြောပေးရမှာကိုယ့်ရဲ့အဖွဲ့အစည်းကိုပြည်သူလူထုယုံကြည်လောင်းပြည်သူလူထုတချို့နေရာတွေမှာယုံကြည်မဲ့မဲ့နေတာတွေကိုလက်ရှိနာသကအစိုးရကြီးတဖွဲ့အဝင်လုံးရဲ့နားတွေကိုရောက်အောင်ပြောပေးရမှာကကျွန်တော်ရဲ့တာဝန်နော်အဲ့တော့ကျွန်တော်ကဒီလုပ်ကိုဘဒူးမှလာတာပြီးလို့လောက်တာမဟုတ်ဘူးနော်လာတာပြီးလို့လောက်တာမဟုတ်တဲ့အတွက်ဟိုနိုင်ငံသူနိုင်ငံသားတွေမှာကျွန်တော်ဒီ ထားပါစေတသာသမီးကျွန်တော်ကအဲ့လိုပြောလိုက်ရင်လေစေတသာသမီးတွေလည်းအများကြီးရှိတာဟုတ်လားကျွန်တော်လိုဝိုင်းဝန်းလုပ်စေချင်တာဟာကိုဇော်ဘုန်းကြီးအတူတူဝိုင်းဝန်းမလုပ်အောင်ကျွန်တော်တို့ဒီလိုမျိုးတက်မလို့ဒီလိုမျိုးဟာအဖက်ဖက်ကဝိုင်းဝန်းထိုးနေတိုက်ခိုက်နေတဲ့အချိန်မှာနော်အဲ့လိုမျိုးဖြစ်ရမှာဗျအဲ့လိုဆိုတော့ကျွန်တော်ကဒီအလုပ်တွေကိုအခကြေးဝင်ယူပြီးလုပ်တာမဟုတ်ဘူး เนาะအခါချင်းတွေယူပြီးမလုပ်ခဲနဲ့ကျွန်တော်မှလည်းသားလေးနဲ့သမီးလေးနဲ့နှစ်ယောက်ရှိတယ်เนาะမိမနဲ့တောင်ကွဲမလို့ဖြစ်ပြီးတော့ဒီအလုပ်ကိုလှုပ်လာတာဒါပေမဲ့အဲ့လိုမျိုးပေါ့เนาะကျွန်တော်ကဟိုတက်ရှူသွေးခွဲတယ်လို့ပြောဆိုရင်တက်မတော်อ่ะအဲ့လောက်ညံ့နေတက်မတော်မှာမဟုတ်လားတက်မတော်သားတွေอ่ะအဲ့လောက်စိတ်တက်ညံ့နေတက်မတော်သားတွေမှာမဟုတ်လားအဲ့တော့အဲ့ဒီအေးသားလေးတွေကတော့လူကြီးတွေကသူတို့လည်းဖတ်ပါတယ်ဖတ်တော့ကိုယ့်ဘာကိုပဲဦးအေးစီကျွန်တော်ကတော့အေးစီပါပဲလို့ဘာမှမဖြစ်ဘူးเนาะအဲ့တော့ကျွန်တော်လိုမျိုးဝိုင်းလောက်ကြပါ နော်အပြင်ထွက်ပြီးတော့တက်မတော်နဲ့အတူတူလက်တွဲပြီးတော့လုံးမဲ့လို့ရှိရင်လည်းအချိန်မျိုးဖိတ်ကောပါတယ်နော်နောက်တစ်ခုကကျွန်တော်ကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်တိုက်ခိုက်တဲ့လူတွေကိုဘာလို့ကျေးဇူးတင်လဲဆိုတော့ကျွန်တော်စေသမားတို့အယက်သမားတို့အခုကျွန်တော်အယက်လေးပြတ်သွားပြီစေးဆိုတာလည်းမွေးစေးပါဆိုတာလည်းမရှိဘူးစက်လိတ်လည်းမတော့ဘူးကွန်လည်းမစားဘူးဒီမှာကြည့်သွားအောင်ဘာမှမလုပ်တော့ကျွန်တော်အခုလူကောင်းဖြစ်သွားတယ် ကျွန်တော်အမအကျွန်တော်အဲ့လိုမျိုးပေါ့နော်ဟိုဟာဖြစ်ပေးတဲ့ဘေးကနေပြုပြင်ထိန်းချောင်းပေးတဲ့အာတစ်မောင်တစ်တခိုးတို့ဈေးသမားတို့အဲ့လိုမျိုးပြောတဲ့လူအရက်သမားတို့အခုကျွန်တော်အားလုံးအလုံးစုံကျွန်တော်ဇင်းလုံးချောသွားပြီအဲ့တော့အကိုတို့အမတို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေရာကနေနော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ကကျွန်တော်အဲ့တော့အခုကျွန်တော်စပြောမယ်စပြောမယ်ဆိုတော့နောက်တော့မောင်အေးချမ်းပေါ့နော်တောင်ကြီးကတောင်ကြီးပေါ့နော် နှလုံးသားဖြင့်တွေးကြည့်ပါတဲ့ရှင်ဘရင်များ တောကစားသည့်ပျော်ပါးချိန်ကခဏတာသည်ตาယာအေးချမ်းတောမြိုင်တန်းနှင့်စိန်ဆန်းရှုံမြောင်ထိုတောတောင်ရှိတောကောင်ငယ်တွေထိတ်လန့်စီပြီးတေရေးရှင်၏အသက်ဘေးကြောင့်ပြေးလွှားနေမှမြင်မိပါတော့ပျော်ရာအတွက်တောပြစ်ထွက်သူအသက်ရံဘေးကြောက်ရွံ့ပြေးသူမတူ क्वे ပြားချိန်နေများကိုခံစားနားလေတက်ဖို့ရာနှလုံးသားဖြင့်တွေးကြည့်ပါတဲ့ မောင်ရည်ကျန်းတောင်ကြီး31ရက်နေ့9လ2025 7နာရီခွဲအချိန်မှာရေးဆက်ထားတဲ့ခပြဖြစ်ပါတယ်ဒီတောင်ကြီးမောင်ရည်ကျန်းကလည်းတာမန်လူမဟုတ်ပါဘူးเนาะအဲ့ဒါလူကြီးတွေသိပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်နောက်တစ်ခုပြောချင်တာကကိုဖုံးရည်ရဲ့ကံကြီးမြောက်ဘက်ကတဲ့တရက်ကုန်းရွာကလည်းတဲ့အကျန်းဖက်အားပေးရွာပဲတဲ့အဲ့ဒီတရက်ကုန်းရွာမှာရွာထဲမှာအကျန်းဖက်တွေစေကန်းဖွင့်ထားတယ်တဲ့စေမူးငိမ့်စေမူးငိမ့်ဦးအေးသိန်းကအဲ့ရွာမှာနေပြီး ကံကြီးမှာဆေးဆိုင်နဲ့ဆေးကန်းဖွင့်ထားတာပါတဲ့ကံကြီးရွာနဲ့အနောက်ဘက်ကလက်ပံကုန်းရွာဟာလေအကျန်းဖက်အားပေးရွာပါပဲတဲ့ဒါတွေဘာလို့ဖက်ပြလဲဆိုတော့မကြငင်ချင်းကြီးမကြမီအချိန်မှာတက်မတော်ကနောင်ချိုထိုးစစ်ဆင်တော့မဲ့အချိန်ရောက်ရင်ဒီလူတွေဒီတက်မတော်သားတွေနော်စစ်ပေးကြောင်နဲ့ပြည်သူလူထုတွေနော်တတိထားရမဲ့လူတွေဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့လိုပြောလိုက်တော့ဒီကဘာရေးလာလဲဆိုတော့ ကိုဖုံးရေတဲ့မနေ့ကလို့တနေ့ကလို့အခုလို့អော်လိုက်တော့တဲ့យွာမာចានနေသေးတဲ့တကြီးရွယ်ဦးတွေနဲ့ပြည်သူစစ်အနေငယ်တချို့ဘေးလို့ရာကိုရှောင်တင်းခွင့်ရသားရရသွားတာပေါ့လေတဲ့ကျေးဇူးတင်ပါတယ်တဲ့ကံကြီးနဲ့လက်ပံကုန်းကိုတက်မတော်သားတွေစိုးမိုးဝင်ရောက်ပြီးဆိုရင်ကိုစိတ်ချမ်းသာပါပြီတဲ့တကယ်အကျံပတ်အားပေးတွေအနေနဲ့ဘယ်ပြေးပြေးဘယ်ရောက်ရောက်စိတ်မဝင်စားပါဘူးဗျာတဲ့ရွာအေးချမ်းသွားရင်ကိုကြည်နဲ့ပါပြီတဲ့ကံကြီးနဲ့နောင်ချိုရှစ်မိုင်ပဲဝေးပါတော့တယ်တဲ့ တရကုံသတိထားပါတဲ့ရွာနောက်ဘက်နဲ့အရှိဘက်ဟာရန်သူအတွက်အကာအကွယ်အနေနဲ့တောင်ကုန်းတွေမှာ နေရာယူဖို့အကောင်းဆုံးအကာအကွယ်ဖြစ်ပြီးတရကုံကအောက်ကျပြီးမြေပြန့်လို့ဖြစ်နေပါတယ်တဲ့များသောအားဖြင့်အနောက်ဘက်ကတောင်တွေစီကိုလုံဝဲလုံဆန်ကြောက်တောင်ဘက်ကတောင်ချမ်းသူတွေဝိုင်းပတ်လာနိုင်တဲ့ဖြက်လန်းတွေရှိနေပါတယ်တဲ့ဒါတွေဘာလို့ပြောရလဲဆိုကိုတက်မတော်စစ်ကြောင်းထိုးတဲ့အချိန်เนาะသိရှိအောင်လို့เนาะအောက်ကလည်းပြောထားပြီးเนาะ ဝိုင်းပက်လာနိုင်တဲ့ဖြစ်တဲ့လမ်းတွေရှိနေတယ်တဲ့ဒီတော့တရကုန်းရွာကိုတဲ့တက်ကလက်ဦးမှုရဖို့လက်ပံကုန်းရွာအနောက်ကမြောက်ကိုဖြတ်တဲ့လမ်းရှိတယ်တဲ့နောင်ချုံငုတ်ကလေးထိလမ်းပေါက်တယ်တဲ့ကံကြီးအခြေဘက်ဆိုရင်တဲ့ပိနေကုန်းရွာပန်းတော်ရွာကနေတရကုန်းကိုအနည်းဆုံးရွာလမ်းတွေရှိတယ်တဲ့အဲ့ဒီရွာလမ်းတွေကနေနောင်ချုံဂုတ်တွင်းထိသွားလို့ရနေပါတယ်တဲ့နောင်ချုံနဲ့နမိုင်ကအကွာကကိုကံတရုတ်ရွာရွှေပြည်ညွန့်ရွာဟာ အထူးသတိထားရမိရွာဖြစ်ပါတယ်တဲ့ကံကြီးနဲ့ဆိုခုနှစ်မိုင်လောက်တော့ဝေးပါသေးတယ်တဲ့တောင်မြောက်ကားလမ်းမကြီးရဲ့အရှိဘက်ချမ်းကရွာပါတဲ့ဂုတ်တွင်းနဲ့နောင်ချိုကြားမှာ V ပုံစံကြမယ်နောင်ချိုအသိန်းခံရာတုန်းကတိုက်ပွဲတွေဖြစ်တော့ကြောင်မဲကြားကဂုတ်တွင်းကိုဖျက်ပြီးရွှေပြည်ညွန့်တရုတ်ကိုကန့်ရွာကနေ606ဒုံးတက်ကိုဒုံးတက်နောက်ဘက်ကငုတ်ကလေးဘက်ကရွာတွေပါညက်ပိတ် ညက်ပိတ်ဝိုင်းတမာခဲ့ကြတာတဲ့ကိုကန့်ရွာတွေပါတဲ့တရကုန်းကိုဆက်ဝင်မယ်ဆိုရင်လက်ပံကုန်းပိန်းနေကုန်းအရှိအနောက်ဘက်ကနေဖြက်လန်းတွေစစ်ကြောင်းထိုးရမှာပါပဲတဲ့နော်တရကုန်းရောင်ဥက္ကရတန်းဆိုးကလည်းလက်သုံးချောင်းအကြမ်းဖက်အာပီထောက်ဖို့ကောင်းတွေပါပဲတဲ့အောင်ကျော်ဦးကလည်းအကြမ်းဖက်အာပီသူသူသားတွေကလည်း PDF တွေပါတဲ့အလောက်ကပယံအလောက်တဲ့တရကုန်းနဲ့လက်ပံကုန်းကအကြမ်းဖက်အာပီနေတဲ့ ထောက်ဖို့တွေများတယ်ကိုဖုံးရေးတဲ့အရင်ကလိုက်ပြောနေတဲ့နွားကူးမောင်ငယ်ဆိုတာလူမားနေတယ်တဲ့ဥမောင်ငယ်အသက်60ကျော်ပါပြီတဲ့သူတို့လည်းလက်သုံးချောင်းတောင်သမားတွေတဲ့နွားကူးဒါချင်းတဲ့တားငယ်ကိုမှားနေတာပါတဲ့တားငယ်ကမှနွားကူးတယ်တဲ့ပလောင်တဲ့ PDF တွေကလူသစ်စုထောက်ပံ့ရေးလို့စစ်တရေနေပေးနေတဲ့ကောင်သူကိုယ်တိုင်က PDF 6လုံးမြူတကားကားနဲ့ကံကြီးရွာကအောင်မင်းတွင်ညောင်မင်းသားရွာကညီလေးဆိုတဲ့ကောင်တွေတင်နေစင်းပြီး ညာကလည်းဘွဲရကျူရှင်ကိုက်လုံနေတဲ့အောင်မင်းလွင်ကလည်းဘူအဆင်ပေါ်ဗျာတဲ့ဒီရွာ၃ရွာရဲ့လောက်ကောင်စစ်အစ်စ်တွေအကြမ်းဖက်တွေဝင်ထွက်သွားလာဘူကြခံနေရတာပေါ့ဗျာတဲ့နောက်ဆုံးတော့ပင်းရဒနုပီဒီရဲ့နော်ဒီဒနုပီဒီရဲ့တွေတဲ့သူလည်းရေးတော့ရေးရပါပဲနော် PDF တွေမန္တလေးကြောက်စဲမြမာပြီး PDF တွေပါပလောင်ကခေါ်လာတော့တာပဲတဲ့သူ့အဖေဘယ်သူအဖေခေါ်မှန်းမသိတော့ဘူးတဲ့ကိုတွေခံစားရတဲ့ဖြစ်စဉ်တွေပါတဲ့နော်